ညီကိုအားလုံးပဲကမ္ဘာချန်ပီယံနေမင်္ဂလာပါဆိုတော့ပွဲရောပြီးသွားပြီပြောစရာတွေကကျွန်တော်တို့အများကြီးရှိပါတယ်ဒီပွဲကကျွန်တော်တို့ထင်ထားသလိုဖြစ်မလာခဲ့ဘူးဆိုပြီးပါလို့အတင်းတော်မှနိုင်အောင်ကန်နိုင်ခဲ့တဲ့အသင်းများဟိုပထမနှစ်ပွဲမှာဘန်ဖီကာကိုနိုင်တာတွေအဲကျွန်တော်တို့ကိုပင်ဟေဂင်ကိုနိုင်တာတွေအဲ့ဒါတွေတော့ပြောလို့မရအခုကျွန်တော်တို့ကအဲ့လိုအသင်းတွေလည်းမဟုတ်ချယ်ဆီအသင်းပြီးတော့ကျွန်တော်နားမလဲတာပါနော် ဒီတပွဲပြီးရှေ့ဝူးစ်ပွဲပြီးလို့ရှိရင် international break လာပြီအဲ့တော့ကစားသမားတွေကိုအနာပေးရအောင်ဘာအတွက်အနာပေးစရာလိုသေးလို့လဲအခုချိန်မှာကန်နေတာပဲဗျာကျွန်တော်ပြောပြမယ်ဟို FIFA Club World Cup ကန်နေအသင်းတွေတောင်မှ PSG လဲသူ့လူစင်းအကုန်ပြန်ကန်နေရပြီအဲ့လိုသာပြောချင်းဆိုကျွန်တော်တို့ခက်ကလည်းပွဲတွေများတာပဲကျွန်တော်တို့ဒါကျွန်တော်တို့ခက်ကဝေးတယ်ထားပါတော့ဗျာတိတ်မကြသေးခင်ကဒါ ကျွန်တော်တို့ Guy Harvest တို့ခစ်ပေါ့နော်ချန်ပီယံလိရသွားတဲ့ခစ်တုံးကလည်းကစားသမားတွေကကန်းလာပဲအထူးသဖြင့်ကျွန်တော်တို့နောက်တန်းကစားသမားတရားကိုစီးသွားလို့ဆိုအသက်တော်ကြီးနေပြီကစားရတာပဲအပတ်ဆင်တိုင်းအခုကဘာဖြစ်နေလဲဆိုတော့နှစ်သင်းစာသူကနှစ်သင်းစာဒီကောင်နေအုံတော်နီးနီးပြလဲကျွန်တော်ပြောတာကိုရောက်နေတဲ့အဆင့်ကိုဒီကောင်သိရမယ်ဗျကျွန်တော်တို့တော်တော်ကာကွယ်ပေးတာပါအချို့ဆိုကျွန်တော်ကာကွယ်ပေးလို့တော့ကျွန်တော်တို့တော်တော်ဆဲကြသေးတယ်ကြားမှာ ဟို sporting rider နှကောင်ပဲအပြစ်တင်ပြီးကိုဝေးကနီးပြောက်ကောက်ွယ်ပေးတယ်ဆိုတော့ကျွန်တော်ရှေ့လျှောက်ကောက်ွယ်ဖို့မရှိတော့ဘူးဒါတွေကဒီလိုရလက်တရပြလက်ခံเสียအကြောင်းဘာမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့ရှေ့ပွဲမှာတော့နားလဲပေးတယ်ဆိုတာနောက်ခံလူတွေကဒဏ်ရာပြဿနာတွေရှိတယ်ဟာလာသူတို့မှကျွန်တော်တို့ဟိုဟိုလူမဝယ်ပေးတာရောဒဏ်ရာပြဿနာတွေအကြောင်းရောပေါ့နော်အခုက natural center back က300တောင်ရှိနေတယ်လေ natural center back ကကျွန်တော်တို့ဒါအချင်းပေါင်းရှိနေတယ် ဟာလာကျွန်တော်တို့ Chalobha ရှိတယ် Fofana ရှိတယ်သူအဲ့300လုံးနောက်တစ်ပွဲမှာတုံးမို့လားကျွန်တော်နားမလဲလို့အဲ့300လုံးနောက်ပွဲမှာတုံးမှာလားတော်တော်လေးကိုဟိုမဖြစ်တဲ့ဗျ reset တွေပဲမဖြစ်တဲ့ဒီပွဲမှာဆိုရင်အနိုင်ရလည်းလည်းမရတဲ့အပြင်ကိုအဓိက key player တွေဖြစ်တဲ့ Kaisido တို့ Cucurella တို့ Reece James တို့အကုန်လုံးပင်မန်းသွားတယ်ပင်မန်းနေရလည်းလည်းမရဘူးတက်တောင့်တတာလည်းမရှိဘူးတကယ်တော့ဒီပွဲတွေကဒါ comfortable win ပဲတက်တောင့်တတာ ဒီဟာတူပြဿနာကိုဆက်ဆန်းတဲ့ဘွဲဒီကျွန်တော်တို့ Brentford ဘွဲမှာလည်းသူအမှတ်စရောအဲ့ဒါလည်းဒီလူကသူ့ရဲ့ landing process ကမပြီးသေးဘူးတွေ့ရဗျာကျွန်တော်ပြောတာအခုဒီသူတင်ုံလို့ဒီ Maresca ဆိုတဲ့ပုံကွာတင်ုံလို့မဆုံးနိုင်သေးဘူးလားကျွန်တော်တို့ကဘယ်လောက်ထိသူ့ကာဗာလောက်အောင်မှာလဲကျွန်တော်တို့ကာဗာမလုံးနိုင်ဘူးဒီဘွဲကဟိုနောက်ခံလူမဝယ်ဘူးလို့ဆိုပြီးတော့ပြောလို့မရဘူးအရန်ခုံမှာဒေါင်းဒေါင်းမီနောက်ခံလူ၃ယောက်ရှိနေတယ်နောက်ဆုံးဗျာတယောက်ချင်းကိုပွဲချိန်ပြည့်မသုံးချင်တော့မှတယောက်၄၅မိနစ်စီသုံးလို့ရတယ် အနေအထားမျိုးရှိတယ်။ဒါပေမဲ့မသုံးအောင်အဲ့တော့ तू ထွက်လာတဲ့လူစင်းကိုကြည့်ပါဦး။ Reese James နဲ့ Cucurella တကယ်ဆိုရင် Harto Cucurella နေရာမှာထားဖို့ဒါ Cucurella ကိုအနာပေးရမယ်ပွဲ Harto ၄ယောက်တန်း AC မှာသွားထားတယ်ဗျာ။ IS မှာတော့မှ Harto ဟာအဲ့ဒီ၄ယောက်တန်း center back မှာမကစားခဲ့ဘူး။သူကိုယ်တိုင် Harto ရဲ့အကြောင်းကိုကျွန်တော်တို့ဟာလာ August လမှာလား September လမှာလားမသိဘူး။သတင်းစာရှင်းလင်းပွဲမှာ Harto အကြောင်းကို press conference မှာ media တွေကမေးလို့သူကိုယ်တိုင်ပြောတာဗျာ तू ဟာ four back မှာ four back ရဲ့၄ယောက်တန်းရဲ့ LCB မှာအသင့်မဖြစ်ပါလို့သူပါဇက်ကပဲသူပါဇက်ပေါက်ကိုပေါက်ကြည့်ရပဲပြောသွားတာအဲ့တော့လေတန်းတော့သူအကုန်သိတဲ့လေတန်းနဲ့အခုမလုံတဲ့နဲ့ပွဲမှာပြိုင်ဘက်ကိုဒါရှင်းရှင်းလေးပဲ corner ဘက်ကိုသူတို့ဘလို့ကန်ကန်နိုင်နေဆိုပြီးအဲ့ဆောက်ချိုးချိုးတာပဲရိုင်းရိုင်းပြောရတယ်။မှန်တာပေါ့အဲ့ဒီချိန်နဲ့ဘာဖလားယူမလဲမှန်တာပေါ့ဘာဖလားဘာမှညှိနှိုင်းချက်မရှိဘူးဒီကိုတို့ top four spot ဝင်ချိန်နဲ့ပြီလားဆိုတော့ တစ်ဖက်မှာအသင်းရဲ့ policy ကလည်း receive value ဟာလာကစားအဲ့အဲ့ PR ကလည်းရှိရပုံမှာကစားသမားတွေအကုန်လုံးသုံးမေးနေရအကုန်လုံးလှည့်သုံးနေရတယ်အဲ့တော့မေးရမှာသူကိုယ်တိုင်ဆုံးဖြတ်ကမှာသူ့ရဲ့အနာဂတ်အာမခံချက်က receive value ပုံမှာမူတည်ရလား top four spot မဝင် ပြဿနာရှိရလားဖလားပွဲတွေကနေစိုးစိုးစီးထွက်ရင်ပြဿနာရှိရလားဆိုတော့သူကိုယ်တိုင်နားလည်ဖို့လိုတယ်အဲ့တော့ hard to you ပထမတော့သူကပါပိုင်နေနိုင်လေးတန်းနဲ့ပြောခဲ့တယ်လေးယောက်တန်းရဲ့ LCB မားတဲ့ hardware ကစားလို့မရပါဘူးဆိုပြီးတကယ်တကယ်ကျတော့ဒီဘွဲမှာသူက hardware ဒါကတော့ရှင်းရှင်းလေးပဲအခုနိုင်ပြောသလို quarterback ကိုသူတို့က short တွေ့တယ်အ confidently မှာလည်းငါတို့နိုင်ခဲ့တာပဲကွာဒီနှစ်ကတော့ငါတို့နိုင်မှာပါဆိုတဲ့ပုံစံလာတာပဲဟုတ်ပါတယ်မှန်ပါတယ်မညီကိုတို့ comment နေမှာညီငယ်ဖြိုးဝေအောင်တို့မှန်တယ် comment နေမှန်ပါတယ်ဒီကောင်သတိထားရမှာပါကျွန်တော်ကတော့ကျွန်တော်ကြိုက်တဲ့နီးပြမဟုတ်ပေမဲ့ကျွန်တော်အများကြီးကာကွယ်ပေးတယ်အဓိက FIFA Club World Cup ယူပေးတယ်အဲ အသင်းရဲ့ကစားသမားတွေလက်တွတ်လာလို့ကျွန်တော်ယူဆဒါပေမဲ့သူကိုယ်တိုင်က inconsistent ဖြစ်အောင်လုပ်နေတာဗျအခုအမြင်ရှင်းရှင်းလေးပဲလေတကယ်ဆိုရင်ဒီ international break မတိုင်ခင်ပွဲအားလုံးကဘာမှညီကူတို့ဘာမှစင်ကြေပေးစရာမလိုဆန်တန်လန်ကိုရှုံးတဲ့ပွဲရှုံးတယ်လားပြန်စစ်စမ်းကြည့်ကြည့်ကျွန်တော်တို့အသင်းအနေထားနဲ့အဲ့ဒီအချိန်မှာလူပြန်ဆုံးနေပြီနော်နိုင်ရမှာဟုတ်ပြီရှုံးသွားတယ်ထားလိုက်တော့ပြီးသားရပြီးသွားပြီ quarterback quarterback ကိုမနိုင်ရင်ဘာဖြစ်လဲပြဿနာရှိတာပေါ့ရှေ့ quarterback တော့မနိုင်နဲ့ ဒီကောင်တွေကဘာစီလိုနာတို့နာပိုလီတို့နိုင်အောင်နိုင်မယ်လို့ဘသူကတတိချပြောရတော့မှလဲအခုချိန်အဲ့တော့ဟာတိုဘသူနဲ့တွေ့ပြီလဲဆိုတော့လက်ရှိစန်တာဘက်တွေထဲမှာအဆိုးရွားဆုံးအလေးကွေးဆုံးဟလာတအားပင်ပန်းပြီးတော့လုံးဝပွဲတိုင်းမှာစုပ်တီးစုပ်ပြတ်နေကန်နေတဲ့လေးဒီလေးကန်ကန်နေတဲ့တိုစင်နဲ့တွေ့ပြီလိုက်ပရိသတ်ကသိရတော့ပရိသတ်ကအဲ့လိုနှစ်ယောက်တွေ့လို့မရဘူးဆိုတော့ပရိသတ်ကြည့်နေတဲ့ Chelsea ပရိသတ်အားလုံးကသိတယ်ကွန်မန့်တွေမှာအကုန်လုံးကအဲ့ဒါကိုပြောတာပြီးတော့ရီစီဂျင်းနဲ့ကူကူရဲလာဗျာ မထုတ်တဲ့ line up ကိုကြတော့ first line မထုတ်တဲ့ full back နှစ်အောင်လုံးသုံးတာ Gusto မသုံးတကယ်ဆိုဒီဘွဲမှာ Reese Jane ကအဲ့ဒီ quarterback က Bebel Chan captain ဖြစ်တဲ့ Zubai ကိုသူ့ရဲ့ဒီ left back က Chaffa Kuyev ဆိုတဲ့တယောက်နှစ်အောင်လုံးခက်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 ထိန်းနေရတကယ်တော့ဒီဘွဲက Gusto လုံးဝသုံး Harto ကို Gugurella ရဲ့နေရာမှာထားလို့ရှင် Chelsea ကစားပုံအတိုင်းအတာတစ်ခုဒီစစ်ဖြစ်နိုင်တယ်ပထမကစားသမားကြီးလည်းသူ့လှုပ်ချင်တယ်လို့အနားရမှာအခုက တောင်းလို့လို့မြောက်လို့လို့ကစားကွက်အမှန်ညီကိုတယောက်မှန်တာတော့ကောင်းတယ်ဟိုတနစ်ခွဲရှိပြီးတဲ့အခုချိန်ကြီး center back bearing ကဘသူဘသူက first line မှန်မသိဘူးသူကမနစ်ကလို့ပုံစံနဲ့လှုပ်ချင်တာ gain နဲ့ရလို့ပေါ့ဗျာ A အသင်းနဲ့ B အသင်းလက်တွေ့ပေါ်မှာခင်ဗျအဲ့လောက်မလွယ်ဘူးလေဒီကောင်နွားလာဗျာကျွန်တော်ပြောတာဟောဒူးလို့တိရမယ်လေကမ္ဘာချန်ပီယံဖြစ်တယ်ဆိုတာလဲဟိုကျွန်တော်တို့တပွဲတော့နဲ့နိုင်လာတယ်ဆိုမှချန်ပီယံလိမှာအဲ့လိုတွားလို့လို့မရဘူးဒါကတင်ကန်းစာတွေကအမြဲတမ်းယူရမယ်ဆိုပေမဲ့ ယူလို့မပြီးလို့ရှိရင်လည်းကျွန်တော်တို့ကပြုတ်သွားမှာစောစောစီအခုဆိုလက်ရှိအနေအထားညီကတို့ top 8ထဲမှာမပါတော့ဘူးရုံးကန်ရောမှာ Champion League ကိုဟိုပွဲကစားစရာမလိုပဲစောင့်ရတဲ့ထဲမှာမပါဘူးဒါပေမဲ့ကျွန်တော်ဒါတို့တော့အပြည့်မပြောပါဘူးမနှစ်က European Champion ဖြစ်သွားတဲ့ PSG ကအဲ့လိုမျိုးထိတ်တိချစ်တဲ့ထဲမှာမပါဘဲနဲ့အောက်ကနေတစင်တစင်တစင်ကန်ပြီးတော့သူ Champion ဖြစ်သွားတာဆိုတော့ဟိုအဲ့အပိုင်းကိုတော့ကျွန်တော်ဘာမှမပြောလို့ဆိုတော့နောက်တန်း၄ယောက်မှာတွေကစထွက်လာကြတဲ့ကကြိုးကြောင်ထွက်တယ်ဝူသမားကိုစမ်းချက်သုံးတယ် ဟာလာထားလိုက်တော့ဆန်းချက်သုံးတာတော့မှန်တယ်ပဲထားပါတော့ယော်ဂန်ဆန်းသူ့ထက်ဆိုးတယ်လို့လည်းအချက်လက်တွေကပြတယ်ပေါ့နော်အဲ့နှစ်ကောင်လုံးကတော့ဘောင်ဝင်ဘူးကွင်းလယ်မှာလာဗီယာဆော့စီးနာသွားတယ်အဲ့လာဗီယာပြဿနာလားတကယ်တော့မသေးပါဘူးလာဗီယာတတရရာသီဖြစ်လာပြီကျွန်တော်တို့ပိုချတီနိုလက်ထက်မှာစဝယ်တရားသီလုံးမကန်ရဘူးမနစ်ကတရားသီလုံးကြီးမှမကန်ရဘူးဒီနှစ်ရောက်လာတယ်မနစ်ကလိုပုံစံဖြစ်တယ်ဆိုတော့လာဗီယာရဲ့အခန်းကဏ္ဍကိုမေ့လိုက်တင်ပြီးရှော့ချလိုက်တင်ပြီးဒီကစားသမားစိုက်ကူလဲတလောက်ဆိုရင်တော့ဝင်သွားပြီ mental goal ဟလာ physical ကိုကဟိုကျွန်တော်ထင်တယ်ထိုးဆင်းတော့မှဒီပုံစံတိုင်းဆိုမလွယ်တော့ဘူး love ya andre santos ရူအပြောင်းနေပြီလေဗျာအဲ andre santos ကလည်း chelsea မှာအခုကဘာဖြစ်ကုန်ပြီလဲဆိုတော့အဲ andre santos တို့ရာကို pedro ရာကို pedro ဆိုတကယ်တော့တော်တော်အခြေအနေမကောင်းတော့ပြီးခဲ့တဲ့ spa နဲ့ဘက်မှာလည်းအပိုင်လုံးနေမဝင်ဘူးရူကြောင်လာပြီဗျာရူကြောင်လာပြီရူပျောက်လာပြီ andre santos ရဲ့နေရာရောရာကို pedro ရဲ့နေရာရောကကျွန်တော်တို့နေဖြစ်လာပြီကစားသမားတွေကကွင်းထဲမှာဘာလို့လို့လို့အောင်လဲမသိတော့ဘူး ရာအိုပက်ဒရိုဆိုအဲ့ပုံစံတအားသိတာရာအိုပက်ဒရိုထွက်ပြီးတော့ဘော်နာနိုတေဝင်လာတဲ့အချိန်မှာချယ်ဆီတိုက်စစ်ကတအားတွက်သွားတယ်။ရာအိုပက်ဒရိုအခုတက်ပေါ်မိနစ်20လောက်စောထုံးချယ်ဆီကအနိုင်ကိုရသွားနိုင်တယ်ပေါ့နော်။ဆိုတော့အဲ့မှာဂေတန်စ်သူကဟိုတနေ့ကဝူးပ်စ်ကိုအဝေးကွင်းမှာ4-3နဲ့နိုင်လိုက်တော့အဲ့ဒီပုံစံအတိုင်းကိုသူကအဲ့ဒီအထာကိုပြန်လာတာ။သူကမာရစ်ကအဲ့လိုလုပ်တတ်တယ်။နိုင်သွားပြီဆိုလို့ရှိရင်အဲ့ဒီပုံစံကိုနောက်ထပ်ကပ်ရတဲ့ဘက်မှာသူလုပ်တတ်တယ်။ဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိတော့က PSG ကိုကမ္ဘာ club champion မှာနိုင်ခဲ့တဲ့လူစင်းနဲ့ပြန်ကန်တယ်အဲအဲ့လိုပုံစံမျိုးသူက copy copy paste ပြန်လုပ်တာဗျာမရတော့မှသူကနောက်တစ်ခါကျရင်ပြန်ချိန်းတာဒီဘက်မှာလည်းအဲ့လိုပဲ Gidens ရဲ့ George ရဲ့ Estevao ရဲ့ထွက်လာ Chelsea မှာပြစီရ Estevao တယောက်ပဲရှိအဲ့ဒီပထမကောကလည်း Estevao ကသူ့ရဲ့ပုံစံအတိုင်းပဲဒါလှလှပပပေါ့နော်သူ့ရဲ့ trademark အတိုင်းပဲတစ်ချက်အသေးကိုဝင်ပြီးတော့ကန်ထည့်သွားတယ် Chelsea မှာ Estevao ကလွယ်လို့ကိုပါမှာမရှိတဲ့အချိန်မှာဘာမှပြစီရမရှိဘူးဆိုတော့အဲ့မှာ ကျွန်တော်တို့ဒါရာဝဘယ်တို့ Terry George တအားကြိုက်တာဗျာဟုတ်တယ်အကုန်လုံးဆောက်ဘောတွေဖြစ်ကုန်ပြီမှန်တာဟုတ်ဆောက်ဘောတွေအကုန်လုံး Terry George ဒါလောက်ပြောတယ်ဗျာကျွန်တော်တို့ကျွန်တော်တို့ပြိသက်တော်မှာသူ့ရဲ့ system ကိုနားလဲတယ်ဗျာဒီကောင်းရဲ့ဟာလာနီးစနစ်အရာအထောင်တိုက်စစ်တယောက်ရှိရတယ်ဟိုကျွန်တော်တို့ဟာလာ Leon Delap လို့ဒါတွေကအကြောင်းနဲ့ထက်နေအဲ့ဒါ तू နားမလဲဘူးလားဗျာ center back ၃ယောက်ကိုအရန်ထိုင်ကုန်မှာထိုင်ရတာကိုအားမရလို့ center forward ၂ယောက်ကိုစစ်စစ်၂ယောက်ကြီးကို ဖန်ထားတယ်တကယ်ဆိုရင်လီယန်ဒလပ်ကပွဲကစားဖို့မိနစ်တွေလိုနေပြီအဲ့ဒါကိုဗျာရအောင်ဒီ direct choice ကိုထည့်တယ်ဗျာ direct choice ထည့်တဲ့ကိစ္စကဘယ်သူမှမလို့ကျွန်တော်တို့ spoiling writer တွေကလည်းငါတို့က receive value ပြန်ရအောင်လို့ direct choice တော့ထည့်တော့ကိုတော့မအောင်ဘူးဘယ်သူကလည်းဘယ်သူမှလည်းပြောမနေဘူးဗျာအဲ့လောက်ကြီးလည်းဖိအားပေးမနေဘူးသူကသူကြိုက်တယ်ဗျာတားကြိုက်တယ်ကြိုက်လို့ထည့်တော့အဲ့တော့ဒီ George နဲ့ Joao Pedro စတွဲတဲ့ပွဲကျွန်တော်မှတ်မိတယ်အဲ့ဒီတော့လည်း Leon Delap နားသွားတဲ့ပွဲပဲအဲ့ဒီပွဲကနေအခုချိန်ထိဒီ George နဲ့ Joao Pedro ကဘယ်လို့မှတွဲလို့မရဘူး ရာအိုပရာဟိုလူနဲ့တွေ့ရနုံနုံဒီလူနဲ့တွေ့ရတယ်နောက်ဆုံးမှရိုးပြောက်ပြီးတော့ကြောင်ပြောက်တဲ့ဘဝရောက်သွားပြီပြီးသွားပြီရာအိုပရာဒါအဆုံးသက်သွားပြီပြောရမယ်ဆိုဒီဂျက်ဆန်ဆိုတဲ့ကောင်ကိုကျွန်တော်မကြိုက်ပါဘူးအခုလက်ရှိလဲဟိုဘိုင်ယန်မှာသူနေရာလဲမရအောင်သူ့ရဲ့ဒီ sportsmanship မပြည့်ဝတဲ့စိတ်ဓာတ်ကိုမကြိုက်ဘူးဒါပေမဲ့အခြားတစ်ဖက်မှာအခုဘာဖြစ်လဲဘာဖြစ်လာပြီလဲဆိုတော့တော်တော်များများလဲထောက်ပြနေကြသလိုပေါ့အခုလက်ရှိ Chelsea မနှစ်ကလေးလိုချိန်မှာ Jackson တော်တော်လေးဂိုးတွေရနေတာပေါ့နော်အခုလက်ရှိ Chelsea တင်းရဲ့တိုက်စစ်ကတခုရှိတာ Jackson တော့မှာတော့ကိုပါမပါဒီမှာတော့ကိုပါမမရှိသေးပဲနဲ့ပုံစံမျိုးနဲ့ကစားနေရတယ်။ဟို Chelsea အတင်းရဲ့အထောင်တိုက်စစ်မှာအဲ့လိုလင်းလင်းမြန်မြန်နဲ့နေရာယူပြီးတော့ဂိုးသွင်းမဲ့သူမရှိတော့တဲ့ပုံစံမျိုးတွေ့နေရတယ်ကျွန်တော်တို့။အဲ့ရာပါတူထွက်မှာပဲ Chelsea တင်းရဲ့ one on one ဝင်လာတဲ့အချိန်မှာတော်တော်လေးကောင်းတယ်။တယောက်ဝင်လာတဲ့အချိန်မှာ one on one တယောက်ဝင်လာတဲ့အချိန်မှာ Chelsea တင်းရဲ့ဒီတိုက်စစ်လမ်းကြောင်းတွေပွင့်သွားတယ်ဒါပေမဲ့တစ်ဖက်အတင်းရဲ့အချိန်မှာအကုန်လုံးပိတ်ထားတယ်။ဆိုတော့ဒီပွဲမှာအဓိကတာဝန်ရှိတာကတော့ Anzo Mariska ပဲ။ ကျွန်တော်ရှေ့မှာတောက်လျှောက်ကာဝယ်ခဲ့တယ်เนาะကျွန်တော် covering လုပ်ပေးထားတယ်ရှေ့လျှောက်ဘာမှကာနေစရာဘာစောက်ချောင်းမှမရှိတော့ Premier League မှာကန်းခဲ့တဲ့အသင်းတွေအလဲလက်အသင်းတွေဥပမာ Everton လို့ဟာလာအလဲလက်က Aston Villa လို့လို့ရှုံးသွားတယ်ဗျာကျွန်တော်နားလည်ပေးလို့ရတယ် Champions League ဒီချိန်မှာ Champions League ကတက်တောက်တက်တာနဲ့အမှတ်ကြီးအများကြီးယူပြီးတော့ Premier League ကိုဖိကန်အမယ်ချင်း PR တွေကိုစိတ်အေးလက်အေးနဲ့ရှင်းထုတ်လိုက်ရမယ်ချင်းအဲ့ဒီမှာကို PR ကိုကိုပြန်ယူတာ မလိုအပ်တဲ့ဖိအားကိုယူတယ်ကစားသမားတွေကဒါ Brentford ပွင့်နေတော်တော်တူတယ်လူတွေကုန်ခြံသားပြီးတော့တချို့တော့လည်းထဲသုံးထားတယ်ထဲမသုံးသေးနဲ့ Reece James တို့အုတ်လန်ကြီးထဲသုံးတယ်အဲ့ကစားသမားတွေကခြေစွမ်းပြနေတော့အဲ့ကောင်တွေက confidence level ကမကောင်းတော့ဥကဘာဖြစ်နေပြီလဲဆိုတော့အသင်းကြီးရင်းနဲ့ပွဲလောက်ပဲအသေးချာကန်တယ်အသင်းလက်တွေအသင်းငယ်တွေနဲ့ပွဲမှာလန့်နေရတယ်ဆိုတော့မဟုတ်တော့ဘူးလေဗျာဒါတဘာဝမကြတော့ဘူးအသင်းကြီးနိုင်ပြီးတော့အသင်းကြီးကဘယ်နှသင်းရှိတာမှလို့လဲကျွန်တော်တို့ဟာလာ Premier League မှာအသင်းကြီး ကျွန်တော်တို့တူပါဝင်6သင်းရှိရဗျာကဲသူ9သင်းကိုနိုင်နေပဲထားပါတော့အာဆင်နယ်လည်းနိုင်နေထားတယ်ကဲတော့မနိုင်နိုင်ပါဘူးအာဆင်နယ်လည်းဒီချေးနဲ့နိုင်စရာအကြောင်းလည်းမရှိဘူး तू အဲ9သင်းလုံးနိုင်လို့မှအသွားပြန်နိုင်လို့မှ तू ဘယ်နှမှတ်ရမှာမလို့အခုကအသင်းငယ်တွေနဲ့ပွဲဆိုစိုးရင်နေရတယ်အလဲအလက်အသင်းတွေနဲ့ဆိုစိုးရင်နေရတယ်ပျော်လင်းချက်ကတော်တော်လေးနည်းနေပြီလက်နေရတယ်နိုင်အောင်နိုင်မယ်လို့ထင်တဲ့ပွဲတွေနောက်ဆိုကျွန်တော်တို့ဟိုရာငယ်နှုန်းတွေခံမှန်းတဲ့အခါမှာလဲ short line မှာကြိုပြီးတော့ spa နဲ့ပွဲဟာလား အဲ့လိုပွဲမျိုးကြရင်တေချာကန်တယ်ဒါဒီပွဲမှာဒါသူကိုယ်တိုင်ကနီးပြကိုယ်တိုင်ကရှော့ထွက်တာရှော့ထွက်တာ whoops နဲ့ပွဲကလိုပဲငါတို့နိုင်မယ်ကွာငါတို့ whoops ကိုတော့ပထမလူစင်းရဲ့ထိုင်အောင်သူတို့တလောက်ပဲတွေးထားတာတကယ်တကယ်ကစားတဲ့အချိန်မှာ Harto ရဲ့အမှားတွေပေါ့နော်ဆိုတော့တိုစင်ကလေးကန်တော့ Harto ကလိုက်ဖြည့်လိုက်ဖြည့်ရင်လည်းသူပါလိုက်မှာတကယ်တော့ညီကိုရှစ်ပွဲဒီပွဲမတိုင်ခင် Harto ရဲ့ခြေစွမ်းတလောက်ကြီးစိုးမနေဘူးကောင်းတယ်လီဗာပူးပွဲမှာလည်းပွဲပြီးကန်ဒီမှာဝင်လာပြီးတော့လီဗာပူးရဲ့တကယ် danger chance တွေကို तू ကာကွယ်ပေးခဲ့တယ်။သူ့နေရာနဲ့ तू သူက LCB ပဲရတာပဲ။ LCB LB ကစားရင် तू အနေရခင်းကစားနိုင်တယ်။ဒိုစင်နဲ့တွားပြီးအလင်မှာတွားထိုင်ပြီးလဲတဲ့အချိန်မှာဒုက္ခတွေရောက်တော့ဒါတော့မှ quarterback ကဒုတိယပိုင်းမှာ chance ကရရသေးတယ်။အဲ့ chance တွေမဝင်လိုက်လို့ Chelsea ကလည်းအခွင့်အရေးရပါတယ်။ Garnacho bicycle kick နဲ့ can နဲ့တစ်ချိန်ကမဝင်လိုက်ဘူး။အဲ့တော့မှကျွန်တော်ပထမပိုင်းမှာအခြေအနေမကောင်းတော့မှဒုတိယပိုင်းမှာတွားပြီးတော့လူစားလဲတယ်။အသေးအတန်အဲ့တော့မှ Leon Delap တကယ်ဆိုရင်ပွဲစားကလေးက Leon Delap ကိုသုံးကျွန်တော်တို့တော့သိတယ်ဗျာ Terry George က center forward မဟုတ်ဘူး။အဲ့စကားလေခဏခဏ ဟလာဟို Twitter မှာလည်းပြောနေတဲ့လူတွေအများကြီးပဲအရှိရာအထောင်တိုက်ဆင်မှုကိုလုံးကိုတဲ့တောင်းနဲ့ဂီယူပဲဖြစ်ဖြစ်သူဂီယူကိုမတုံးချင်ဘူးဟုတ်တယ်မကြိုက်ဘူး Delap ကိုတုံး Delap နောက်မှာ Josh ကိုထားလဲရတာပဲပုံစံတစ်မျိုးပြောင်းမှုမှာရာအောင် Pedro မတုံးတာမျိုးတော့လကောင်း Gaten ဖြစ်ဖြစ်ဟလာ Gaten ကလည်းဗျာတော်တော်ဆူဆူဘွားဆိုတော့ဒီပုံစံအတိုင်းသွားမယ်ဆိုလို့ရှိရင် Chelsea ကဒီလို consistency မရှိတဲ့ပုံစံမျိုးလို့ဆိုဒီနှစ်ကဘာဖလားမှမျှော်လင့်လို့မရဘူးမလွယ်ဘူးအုပ် Premier League မှာနောက်လာမဲ့ပွဲက Wolves နဲ့ ဘူးပစံနီးပြောက်လောလောလက်ထုတ်ထားတယ်အဝေးဝင်းမှလာကစားမှာဒီပွဲတော့သူနိုင်သွားချေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပွဲမှာဖြော်လက်ချော်ဖြစ်သွားပြီဆိုတော့ဝူးစတက်ပွဲကိုသူတို့အားထက်ကန်တော့မှာဆိုတော့နီးပြအနေနဲ့ရိုင်းရိုင်းပြောရရင်တော့ရားလို့မရတော့ကိုအစင်ကိုနားလေဘူးလို့ तू က तू ကမ္ဘာချန်ပီယံဖြစ်ထားတယ်ဆိုပေမဲ့ तू ကကျွန်တော်တို့ဒါချန်ပီယံလိဂ်ရဲ့ချန်ပီယံမဖြစ်သေးဘူးအများကြီး तू တင်ယူရမယ်နေထားရှိဒီလိုပွဲတွေမှာဟလာကျွန်တော်တို့မဖြစ်မနေနိုင်အောင်ကန်သွားရမယ်ပွဲမျိုးတွေဒီပွဲတွေကဘာမှ no reason no complain ဘာမှစင်ကြင်စင်လက်ကျွန်တော်တို့ပေးလို့မရဘူးဒီလိုပွဲကြီးမှာတော့အမှတ်ရော်ရဆိုလို့ရှိရင် Chelsea သင်းရဲ့တောက်တိုင်ကစားသမားတွေရဲ့ဟာလာကျွန်တော်တို့ mental buy ကလည်းထိုးစင်နိုင်တယ်ပြီးသွားတဲ့နှစ်တွေမှာ Chelsea သင်း champion ဖြစ်တဲ့နှစ်တွေမှာတော့လည်းကောင်း champion league champion ဖြစ်တဲ့အသင်းတွေဟာသူတို့ရဲ့အဓိက17ယောက်ကိုတော်တော်တန်အောင်အပြောင်းလဲမလုပ်ဘူးအုပ်စုပွဲကြီးမှာတွေကသူတို့ကစပြီးရှေ့သွေးသွားတယ်မလွဲမသေးကျွန်တော်တို့အနာပေးရမယ်ဘွဲတွေလောက်ပဲအနာပေးတယ် မလိုအပ်တဲ့ပွဲတွေမှာအဲ့ဒီလူ၁၁ယောက်နားမပြူးကျွန်တော်ပြလီဗာပူးဆိုကျွန်တော်တွေ့တယ်ဗျာဘန်တိုက်တို့ကန်နေရပဲဗျာကန်နေရပဲအာဆနယ်ကိုကြည့်အာဆနယ်မှာအခုတောက်လျှောက်ဒီကျွန်တော်တို့ဂေဘရီယယ်တို့တောက်လျှောက်ကန်နေရပဲရီစီချင်းတို့လည်းကန်ဟိုကျွန်တော်ရိုက်ဗါလဲဒက်ကလန်ရိုက်စ်တို့လည်းကန်နေတာပါပဲအဲ့လိုသာပွဲပန်းကြီးဆိုပေရောပေါ့ဗျာချန်ပီယံလိရီယယ်မက်ဒရစ်ဆိုလို့ရှိရင်ကာလိုအန်ချလော်တီမှာဒီအထိုင်တိုင်းမှာ၃နှစ်လောက်ကိုကန်နေတာတရာဒီကိုပွဲ50 60တမနေတာပဲအဲ့လိုသာ ကျွန်တော်တို့ဟလာဟိုလူပွဲပတ်မယ်ဒီလူပွဲပတ်မယ်တခြားအသင်းကောင်တွေကလူမဟုတ်ဘူးလားတို့ကရောဗာစိတ်ယုတ်တယ်လားဆိုကျွန်တော်တို့ကဟလာကျွန်တော်တို့အသင်းရလက်မကောင်တဲ့အချိန်မှာနီးပြောက်ကောက်ွယ်ပေးဖို့အတွက် data တွေရှာရလဲတော်ပြီကျွန်တော်တို့ရှေ့လျှောက်ပွဲတွေမှာဒီကောင်ဘာမှဟလာကောက်ွယ်ပေးမနေတော့ဘူးမှန်မှန်ကန်ကန်ပဲဖြစ်တဲ့နာမဖြစ်တဲ့နာကိုကျွန်တော်တို့ဝေဖန်မှုပဲရှိပါတော့တယ်ညီကိုတက်ကျွန်တော်စိတ်မကောင်းပါဘူးဒါပေမဲ့ Chelsea တင်းက Champion League ကတော့နောက်တစ်ဆင့်တက်မယ်လို့ယူဆပါတယ်ဒီနေ့ရဲ့ live ကိုတလုံးလေးလိုက်ပါခင်ဗျအားလုံးနှုတ်ဆက်ပါတယ်ညီကိုတို့အားလုံးမရှိဘူး